အင်္ဂလိပ်တွေဟာပထမအကြိမ်နဲ့ဒုတိယအကြိမ်စစ်ပွဲတွေအပြီးမှာတင်ပိုက်နိုင်ခဲ့တဲ့မြန်မာပိုင်နယ်မြေတွေကိုအင်္ဂလိပ်ကော်မရှင်နာမင်းကြီးအုပ်ချုပ်တဲ့ပြည်နယ်အဖြစ်1862ခုနှစ်မှာသတ်မှတ်ခဲ့ပါရခင်ဗျာတတိယအကြိမ်စစ်ပွဲအပြီးမှာအထက်မြန်မာပြည်နဲ့ရွှေနန်းတော်ကြီးကိုပါတင်ပိုက်ပြီးမြန်မာပိုင်နယ်မြေအားလုံးကိုအိန္ဒိယနိုင်ငံမှာတွတ်တင်းပြီးအိန္ဒိယနိုင်ငံမြန်မာပြည်နယ်အဖြစ်သတ်မှတ်ကဗိုလ်ချုပ်ပရင်တာကတ်ဟာမြန်မာလွှတ်တော်တွေနဲ့ပူးပေါင်းအုပ်ချုပ်ပြီး ပြည်နယ်ကြီးအဆင့်တက်မှတ်ခဲ့ပါတယ်1886ခုနှစ်ဇန်နဝါရီလတရက်နေ့မှာတော့မြန်မာနိုင်ငံကိုပြည်ထောင်စုဘရင်မကြီးပိုင်းနဲ့နယ်မြေအဖြစ်တည်တွင်းလိုက်ပြီဖြစ်ကြောင်းအိန္ဒိယဘရင်ကန်လော့တက်ဖရင်က အောက်ပါအတိုင်းကြေညာခဲ့ပါတယ်ဘောတော်အလွန်ကြီးမြတ်တော်မူသောဧကရီဘရင်မမင်းမြတ်ဖရာကြီးအမိန့်အာဏာတော်အရကြေညာလိုက်ဒီမှာအထက်သီဘောမင်းအုပ်ဆိုးတော်မူသောမြန်မာနိုင်ငံတော်ကို၎င်းဘရင်ကထက်မှန်ဆက်လက်၍ စိုးစံအုတ်ချုပ်ရအောင်မည်မဟုတ်၎င်းနယ်မြေများသည် အရှင်ဘယင်မမင်းမြတ်ဖရာ၏နိုင်ငံနယ်မြေဖြစ်လေပြီးအရှင်ဘယင်မမင်းမြတ်ဖရာအလိုတော်ရှိစဉ်ကာလအတွင်းထိုနိုင်ငံကိုအိန္ဒိယဘယင်ကမင်းမြတ်ကအခွင့်တင့်လျော်သည့်အခါမူးမတ်အရာရှိခံထား၍၎င်းမူးမတ်အရာရှိတို့ကသာအုတ်ချုပ်စီရင်ရလိမ့်မည်အဲ့လိုကြော်ညာလိုက်တာနဲ့တပြိုင်တည်းတန်တမကျွန်အဖြစ်ကိုလက်မခံလို့ကြတဲ့ပြည်သူလူထုတွေဟာရရလက်မှတ်ကိုဆွဲကန်ပြီး တော်လံပုံကန်ခဲ့ကြပါတယ်ပထမနဲ့ဒုတိယကျူးကျော်စစ်ပွဲတွေအပြီးမှာတိမ့်မိုက်ခံထားရတဲ့ဒေတာတွေကတော်လံပုံကန်မှုတွေရှိခဲ့ပေမဲ့တတိယကျူးကျော်စစ်အပြီးမှာတော့မြန်မာနိုင်ငံ အနှံ့မှာပြည်သူတွေကြားကတူရဲကောင်းတွေပေါ်ထွက်လာပြီးတော်လံခဲ့ကြပါတော့တယ်အဲ့ဒီလိုလက်နက်ဆွဲကင်သူတွေထဲမှာဆိုရင် ကချင်ပြည်မှာဖုန်ကန်ဒူးဝါနဲ့ပူဖို့ဆိုချင်းမောင်တန်းတွေမှာဆိုရင်ကြွံပြီးနဲ့ရွှေကြိုးယူမင်းတာ ကရင်နေပြည်မှာစောလဖို့ရှမ်းပြည်မှာလင်းမင်းရာခေါင်းဆောင်တော်ရှမ်းစော်ဘွားများတာမင်းကြီးနယ်ဘက်မှာဗိုလ်ချုပ်အောင်ဆန်းအဘိုးဗိုလ်မင်းရောင်ပကံနယ်ဘက်မှာဆိုရင်ပကံဗိုလ်ချုပ်အင်းဝနယ်မှာထိတ်တင်စောရံပိုင်းစင်ပြူကျွန်းဘက်မှာဘိုးအုပ်တမစတဲ့တူရဲကောင်းတွေဟာအင်္ဂလိပ်တော်လန်ရေးမှာထင်ရှားကြော်ကြားတဲ့လူတွေဖြစ်ကြပါလေခင်ဗျာအင်္ဂလိပ်တွေဟာတော်လန်ပုံကံတွေကိုနှိမ်နှင်းဖို့အတွက်အိန္ဒိယကနေစစ်ကူအများအပြားကို ခေါ်ယူသုံးစွဲခဲ့ရပါတယ်ခင်ဗျာ1885ခုနှစ်မှာတိမ့်ပိုက်ခဲ့တဲ့အင်္ဂလိပ်တွေဟာ1896ခုနှစ်အထိ17နှစ်ခန့်ကြာကာလအတွင်းမှာတော့မြေပြန့်ဒေတာမှာရှိတဲ့တော်လန်ရေးအဖွဲ့တွေကိုနှင်နှင်းနိုင်ခဲ့ပြီးမြေပြန့်ဒေတာတွေမှာအေးချမ်းခဲ့ပြီးမယ်တောင်တန်းဒေတာတွေမှာတော့တော်လန်ရေးစစ်ပွဲတွေဟာဆက်လက်ဖြစ်ပွားနေဆဲပဲဖြစ်ပါတယ်ခင်ဗျာအင်္ဂလိပ်တွေမြန်မာနိုင်ငံကိုတိမ့်ပိုက်အုပ်ချုပ်ပြီး 19ရာစုအကုန်20ရာစုအစပိုင်းရောက်လာတဲ့အခါမှာတော့အင်္ဂလိပ်တွေရဲ့နိုင်ငံရေးအုပ်ချုပ်ရေးစနစ်တွေကိုနားလည်လာတဲ့ခေတ်ပညာရက်လူငယ်တွေပေါ်ပေါက်လာခဲ့ပါတယ်။အိန္ဒိယနိုင်ငံအတွင်းမှာရှိနေတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကလည်းခေတ်ပညာရက်လူငယ်တွေကိုအလင်းပွင့်စေခဲ့ပါတယ်။လူငယ်တွေဟာအင်အားကြီးလာတဲ့အင်္ဂလိပ်တွေရဲ့လက်အောက်ကနေလွတ်မြောက်ဖို့အတွက်လက်နက်ကင်တော်လန်ရေးဟာမဖြစ်နိုင်မှန်းခက်ခဲလွန်းမှန်း ကောင်းကောင်းသားလည်ခဲ့ကြပါတယ်။နိုင်ငံရေးနည်းနဲ့တာအခွင့်အရေးတွေတစတစပိုရလာဖို့ဤအမျိုးမျိုးနဲ့စ조사ခဲ့ကြပါတယ်ခင်ဗျာ1906ခုနှစ်မှာတော့ဥပပီဒေါက်တာဘရင်စတဲ့လူငယ်တွေဟာတိရိလင်္ကာမှာရှိတဲ့ YMBA ကို ပုံစံယူပြီး YMBA ခေါ်ဘုရားဘာသာကလျာဏယူအတင်းကိုဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်စတဲ့ဖွဲ့စည်းချိန်မှာအတင်းဝင်ဥယျာဉ်20တောင်မပြည့်ခဲ့ပေမဲ့နောက်အခါမှာတော့ အတင်းဝင်တွေရဲ့စူးစမ်းအားထုတ်မှုနဲ့မြန်မာပြည်အနှံ့မှာ အတင်းဝင်ဥယျာဉ်တိုးတက်များပြားလာခဲ့ပါတယ်။အတင်းရဲ့ရည်ရွယ်ချက်ကတော့ဘာသာရေး၊တာရဏာရေး၊ပညာရေးအတွက်ဆောင်ရွက်ဖို့ဖြစ်တော်လဲ။နောက်ပိုင်းမှာတော့နိုင်ငံရေးအတွက်ပါ ဆောင်ရွက်နိုင်လာခဲ့ပါတယ်။အတင်းရဲ့တည်င်းစာအဖြစ်ကိုလည်းမြန်မာပြည်ဘုရားဘာသာတည်င်းစာကို ထုတ်ဝေခဲ့ပါတယ်။1931ခုနှစ်ကနေစပြီးဝါမီပြည်လုံးကျအစည်းအဝေးကြီးကိုလည်းနှစ်ဆင်ကျင်းပနိုင်ခဲ့ပါတယ်။ 1918ခုနှစ်မှာငလင်တန်းကြောင့်ပဲခူးရွှေမော်တော်စေတီတော်ကြီးပြိုကျကာစိန်မှုတော်လဲမြေခခဲ့ရပါတယ်။အဲ့ဒီအချိန်မှာဒုတိယဘယံကံဖြစ်တဲ့ရဂျီနယ်ကရက်တော့ဟာဖနက်မချပဲဖျားရှင်မြေမော်ထိတက်ရောက်ကြည့်ရှုခဲ့ပါတယ်။တနိုင်ငံလုံးတိမခန်နိုင်ဖြစ်ရပြီး WMB ရဲ့အသင်းကြီးကဥဆောင်ကရန်ကုန်မြို့ဂျူဘလီဟောမှာအစီအဝေးကျင်းပပြီးဖနက်စည်းကျင်းကိုကန့်ကွက်တဲ့အဆိုတင်သွင်းခဲ့ပါတယ်။1919ခုနှစ်မှာ ဝန်ကြီးမွန်တေကူဟာအိန္ဒိယကိုရောက်လာပြီးအုပ်ချုပ်ရေးအခြေအနေတွေကိုစုံစမ်းတဲ့အခါမှာဝမ်ယန်ဘီမှဥပပဥမြောင်စတဲ့ကိုယ်စားလှယ်အဖွဲ့ဟာအိန္ဒိယကိုတွားရောက်ပြီးဝန်ကြီးမွန်တေကူဗဟိငန်ချန်စပို့တို့နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာမြန်မာနိုင်ငံကိုကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့အထိတောင်းဆိုခဲ့ကြပါတယ်။မွန်တေကူချန်စပို့အစီရင်ခံစာထွက်လာတဲ့အခါမှာတော့အုပ်ချုပ်ရေးကိုပြောင်းလဲမဲ့အစီအစဉ်တွေထဲမှာမြန်မာနိုင်ငံပါမလာခဲ့ပါဘူး။ ဒါအပြင်မြန်မာနိုင်ငံတွဲဆိုပြီး regional credit တော့ရေးဆွဲထားတဲ့ credit တော့စီမံကိန်းဟာလည်းမြန်မာပြည်သူလူထုရဲ့စံနှုန်းနဲ့ကန့်ညီမှုမရှိခဲ့ပါဘူး1919ခုနှစ်မှာဥပပိဥပုဥထွန်းရှင်တို့ပါဝင်တဲ့ဘေးမှုရှင်ကိုယ်စားလှယ်အဖွဲ့ဟာလန်ဒန်အထိသွားပြီးအုပ်ချုပ်ရေးအဆင့်တွင်းမြင့်ပေးရန်တောင်းဆိုကြပါတယ်အဲ့ဒီတောင်းဆိုမှုမအောင်မြင်ခဲ့တဲ့အတွက်1920ခုနှစ်မှာဥပပိဥပုဥတိန်မောင်တို့ပါဝင်တဲ့ ဘေးဘူးမောင်ကိုစလေအဖွဲ့ဟာလန်ဒန်ကိုထပ်မံတွားရောက်ပြီးအုပ်ချုပ်ရေးအဆင့်တုံးမြင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်ကျမှမြန်မာနိုင်ငံဟာလည်း1919ဥန္ဒိယဥပဒေမှာအကျုံးဝင်စေရမယ်လို့ကတိပေးခဲ့ပါတယ်။1920ခုနှစ်မှာ WMB အသင်းကြီးဟာမြန်မာတိုင်းနိုင်ငံလုံးမှာအတင်းကွဲများ2000ကျော်အထိရှိလာခဲ့ပြီးတချို့အတင်းတွေဟာ နိုင်ငံရေးမှာပါဝင်လို့ပြီးတချို့အတင်းတွေဟာနိုင်ငံရေးနဲ့ပတ်သက်လို့ချင်းမရှိခဲ့ကြပါဘူးအဲ့လိုဖြစ်နေတဲ့အတွက်ပြည်မြို့မှာကျင်းပါတယ်အထမအကျင်းမြောက် WNBA ပြည်လုံးကျအစည်းအဝေးမှာနိုင်ငံရေးလှုပ်လို့တဲ့အတင်းတွေကိုသာစုပေါင်းပြီး GCBA အတင်းကိုပေါင်းဆက်ဖွဲ့စည်းခဲ့ကြပါတယ်ခင်ဗျာ GCBA အတင်းကိုတော့ဥချစ်လိုင်ကဥဆောင်လောက်ကန်ခဲ့ပါတယ် GCBA ရဲ့နိုင်ငံရေးလမ်းစဉ်ဟာအကြမ်းမဖက်တဲ့နီးလမ်းနဲ့အာနာဖီဇန်ချင်းဖြစ်ပြီး သူတို့ရဲ့ရည်ရွယ်ချက်ကတော့ဟုံးမို့ခေါ်ကိုယ်ပိုင်အောက်ချက်ခွင့်ရရှိရေးအစိုးရအဖွဲ့အစည်းတွေမှာမြန်မာတိုင်းရင်းသားတွေကိုခန့်အပ်ပေးရေးမြန်မာစီးပွားရေးကိုမြန်မာနိုင်ငံသားများကသာလုပ်ပိုင်ခွင့်ရရှိရေးလို့ဖြစ်ပါတယ်1920ပထမကျောင်းသားတပည့်ကြီးကိုထောက်ပံ့အားပေးခဲ့တာလဲ GCB အသင်းကြီးပဲဖြစ်ပါတယ်ပထမကျောင်းသားတွေဖြစ်ပေါ်လာခဲ့ရတာကတော့ အင်္ဂလိပ်တွေဟာမြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးတဲ့နောက်မှာမြန်မာနိုင်ငံလူနိုင်ငံသားတွေရဲ့ပညာရေးစနစ်ဟာရပ်ဆိုင်းသွားခဲ့ရပါတယ်။1888ခုနှစ်မှာအင်္ဂလိပ်တွေဟာကလကတ္တသက္ကရိုလ်ရဲ့လက်အောက်ခံဖြစ်ရန်ကုန်ကောလိပ်ကိုဖွင့်လှစ်ခဲ့ပြီးကောလိပ်ပညာရေးကိုသာသင်ကြားပေးခဲ့ပါတယ်။ဒါကြောင့်မြန်မာတွေဟာသက္ကရိုလ်ပညာရေးကိုစတင်တောင်းဆိုခဲ့ပါတယ်။1920ခုနှစ်မှာအင်္ဂလိပ်တွေဟာသက္ကရိုလ်ဥပဒေမူကြမ်းကို ရေးဆွဲပြီးဥပဒေဥပဒေပြုကောင်စီထံတင်ပြခဲ့ပါတယ်။အဲ့ဒီဥပဒေကြမ်းထဲမှာပါတဲ့အချက်တွေကတော့မြန်မာတိုင်းငံလုံးမှာရန်ကုန်တက္ကသိုလ်ဟူသောတက္ကသိုလ်တစ်ခုတည်းသာထားရှိရမယ်။တက္ကသိုလ်တက်ရောက်လို့တဲ့ကျောင်းသူကျောင်းသားတွေဟာကျောင်းနေကျောင်းသားတွေပဲဖြစ်ရမယ်။တက္ကသိုလ်မတက်မီအကျိုးတန်းတန်းတစ်နှစ်တက်ရောက်ရမယ်။စတဲ့အချက်တွေပါဝင်ခဲ့ပါတယ်။အဲ့ဒီအချက်တွေကြောင့်လည်းမြန်မာအမတ်တွေနဲ့မြန်မာပြည်သူလူထုတွေဟာအပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဒုတိယဘုရင်ကစာရက်ကျင်တဲ့ကရတ်တော်ဟာအဲ့ဒီဥပဒေမူကြမ်းကိုအပြည့်ပြည့်လက်မှတ်ရေးထိုးခဲ့ပြီးရန်ကုန်တပ်ကြိုကြီးကိုဒီဇင်ဘာလ9ရက်နေ့မှာဖွင့်လှစ်မှာဖြစ်တဲ့အကြောင်းကြေညာခဲ့ပါတယ်။ဒါကြောင့်ရန်ကုန်ကောလိပ်ကျောင်းသား12ဦးကစတင်ပြီးအဲ့ဒီဥပဒေကိုကန့်ကွက်တဲ့အနေနဲ့ကျောင်းမတက်ရန်ဆွေးနွေးကြပြီးဒီဇင်ဘာ၄ရက်နေ့မှာပဲတပိတ်မောက်ကောင်စီပေါ်ပေါက်လာခဲ့ပါတယ်။ တပိတ်ဟာရန်ကုန်ကနေစခဲ့ပြီးမန္တလေးမော်လမြိုင်ပတ်သိမ်စတဲ့မြို့ကြီးတွေအထိကူးဆက်လာခဲ့ပြီးတက္ကရိုလ်တပိတ်ကနေကျောင်းသားတပိတ်ကို ပြောင်းသွားခဲ့ပါတယ်ဒီဇင်ဘာ29ရက်နေ့မှာ GCB အသင်းကြီးဟာစီဝေပွဲကျင်းပပြီး အမျိုးသားပညာရေးကို ဖွဲ့စည်းပေးရန်ဆုံးဖြတ်ကြပါတယ်အဲ့ဒီအမျိုးသားပညာရေးအဖွဲ့ဟာအမျိုးသားကျောင်းများကိုမြန်မာနိုင်ငံတဝန်းလုံးမှာဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပေးခဲ့ပြီးကျောင်းပေါင်း150ကျော်ကို ွင့်လှစ်နိုင်ခဲ့ပါတယ်။1923ခုနှစ်ဩဂုတ်လ20ရက်နေ့မှာပထမဆုံးအမျိုးသားကောလိပ်ကျောင်းကြီးကိုလည်းဖွင့်လှစ်နိုင်ခဲ့ပါတယ်။1922ခုနှစ်ဇွန်လ18ရက်နေ့မှာကျင်းပါတယ် GCBA အစည်းအဝေးမှာပထမကျောင်းသားတစ်ပိတ်ကိုဂုဏ်ပြုတဲ့အနေနဲ့တက္ကသိုလ်ကျောင်းသားများကစတင်ပြီးတပိတ်မှောက်ခဲ့တဲ့တစားမွန်လာပြီကျော်10ရက်နေ့ကိုအမျိုးသားနေ့အဖြစ်သတ်မှတ်ပြီးယနေ့တိုင်အောင်ကျင်းပခဲ့ကြပါရခင်ဗျာ။1922ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်တွေရဲ့တောင်းဆိုမှုနဲ့အင်္ဂလိပ်တွေဟာဒိုင်ယာကီအုပ်ချုပ်ရေးစနစ်ကိုတိုးမြင့်ပေးခဲ့ပါတယ်။အဲ့ဒီဒိုင်ယာကီအုပ်ချုပ်ရေးစနစ်ကြောင့်ပဲအမြင်မတူတဲ့ GCPA အဖွဲ့သားတွေနှစ်ဖွဲ့ကွဲခဲ့ရပါတယ်။ဒိုင်ယာကီအုပ်ချုပ်ရေးစနစ်ကိုလက်ခံကြတဲ့ဥပဗေဦးဆောင်တဲ့23ဦးအဖွဲ့နဲ့ကိုပိုင်အုပ်ချုပ်ရေးကိုရရှိမှကျင်းပမဲ့ဦးချစ်လိုင်ခေါင်းဆောင်တဲ့အဖွဲ့ဆိုပြီးနှစ်ဖွဲ့ကွဲခဲ့ကြပါတယ်။ဦးချစ်လိုင်အဖွဲ့ကတော့ မြန်မာနိုင်ငံကိုဒိုင်ယာဂီအုပ်ချုပ်ရေးစနစ်မြင့်တင်ပေးရန်လာရောက်ကြတဲ့ White Comedy ကို တပိတ်မှောက်ခဲ့ပါတယ်။1922ခုနှစ်မှာမြန်မာနိုင်ငံကိုဝေလာမင်းလာလာရောက်တဲ့အခါမှာလည်းတပိတ်မှောက်ခဲ့ကြပါတယ်။ဥပမာဦးဆောင်တဲ့23ဦးအဖွဲ့ကတော့ဒိုင်ယာဂီအုပ်ချုပ်ရေးစနစ်မှာပါဝင်ပြီးအင်္ဂလိပ်အစိုးရကို ပုတ်တက်မယ်ဟုကြံ့ရည်ကလက်ခံခဲ့ကြပါတယ်။ GCB အဖွဲ့ဟာမူလ YMBA ထက် နိုင်ငံရေးလုပ်ငန်းတွေပုံမူလှုပ်ဆောင်နိုင်ခဲ့ပြီမဲ့နိုင်ငံရေးအမြင်ကွဲပြားမှုအတင်းရန်ပုံငွေသုံးစွဲမှုစတဲ့ပြဿနာတွေကြောင့်ဥချစ်လိုင်း GCB ဥစိုးသိန်း GCB ဥစု GCB စတဲ့ဖြင့် GCB အတင်းကြီးဟာလည်းအစိမ့်စိမ့်အမွားမွားကွဲပြားခဲ့ရပါတယ်1930ကနေစပြီးအစိမ့်စိမ့်အမွားမွားကွဲပြားသွားခဲ့ရတဲ့ GCB အဖွဲ့ကြီးဟာနိုင်ငံရေးတွေမှာထိရောက်စွာလောက်ကင်ဆောင်ရွက်နိုင်ခြင်းလည်းမရှိတော့ပါဘူးခင်ဗျာ မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေအများစုကအစဉ်လာအပြင်လေယာဉ်လုပ်ငန်းကိုယ်တိုင်လုပ်ကင်စားတော့ကြပါတယ်။အင်္ဂလိပ်တွေဟာလေယာဉ်မြေလုပ်ငန်းအတွက်ဈေးပေါ်တော့အလုပ်သမားများရရှိနိုင်ရန်အိန္ဒိယမှာအလုပ်သမားများကို ခေါ်တွင်းလာခဲ့ပါတယ်။အိန္ဒိယလုပ်သားတွေဟာဈေးရိတ်ကျငွေအတွက် အင်္ဂလိပ်အစိုးရထံမှာအတိုးနှုန်းတက်တာစွာနဲ့ချေးယူနိုင်ခဲ့ကြပြီမယ်။မြန်မာလေသမားတွေကတော့အတိုးနှုန်းမြန်မာစွာနဲ့သာချေးယူခဲ့ကြရပါတယ်။ဒါကြောင့် မြန်မာလယ်ထမားတွေမှာလေယာမဲ့ဥယေဟာတစတစများပြားလာခဲ့ပါတယ်။ဒါပြင် စတိဗရာတာ၊ဘလုတ်ဗရာတာ၊အင်္ဂလိုဘာမာစတဲ့မြန်မာစံတပါးရောင်းဝယ်ရေးကိုလောက်ကင်နေကြတဲ့အင်္ဂလိပ်ကုမ္ပဏီကြီးတွေဟာစုပေါင်းပြီးဘူလင်ဂျာပူအတင်းကြီးကို ဖွဲ့စည်းကြပါတယ်။အဲ့ဒီအဖွဲ့ကြီးဟာမြန်မာနိုင်ငံလယ်ထမားတွေရဲ့ကုတန်းရောင်းဝယ်ရေးကိုလဝကြီးအုပ်ပြီးဈေးကစားခြင်းကိုပြုလုပ်ခဲ့ကြပါတယ်။ကုန်တယ်ပွဲစားတွေဟာလည်း မြန်မာလယ်မားတွေကိုအဆင့်ဆင့်ခေါင်းပုံဖြတ်ကြပါတယ်။ဒါကြောင့်မြန်မာလယ်မားတွေရဲ့အခြေအနေဟာတရက်ထက်တရက်ပိုပိုဆိုးရွားလာခဲ့ပါတယ်။ဥဆိုတဲ့ GCB ရဲ့အမှုဆောင်ဖြစ်သူဆရာဆန်ဟာတာဝန်အရအဖွဲ့ကိုအစီရင်ခံစာတင်ရန်အတွက်လယ်မားတွေရဲ့ဘဝကို တွားရောက်လေ့လာခဲ့ပါတယ်။လယ်မားတွေရဲ့အခြေအနေကိုကွန်းစင်လေ့လာပြီးတဲ့နောက်မှာတော့လယ်မားများအတွက်အခွန်ကောက်ခံမှုကိုညှင်းဆို့ပေးရန်လယ်မားများအနေဖြင့် တေဝါများကိုအခမဲ့ခုတ်ခွင့်ပြုရန်စတဲ့အချက်တွေပါတယ်အစီရင်ခံစာကိုတင်တွင်းခဲ့ပေမဲ့ GCPA အဖွဲ့ကြီးကလက်မခံခဲ့ပါဘူး။ဒါကြောင့်ဆရာဆန်းဟာ GCPA အဖွဲ့နဲ့အဆက်အသွယ်ဖြတ်ပြီးတော်လန်ရေးဆောင်ရွက်ဖို့လျှို့ဝှက်ပြီးစီစဉ်ခဲ့ပါတယ်။ဆရာဆန်းဟာသူကိုယ်တိုင်လည်းသူ့ပန္နကဂလုံဘွဲ့ခံယူကာဂလုံတပ်သားများကိုလည်းစုဆောင်ခဲ့ပါတယ်။ဂလုံတပ်သားတွေဟာလည်းကျေးရွာဝန္တာနုအဖွဲ့တွေကနေတဆင့်လူလူကိုစီယုံပြီး နေချက်အရင်ရှင်နဲ့မြေရှင်စန့်ကျင်ရေးများပြုလုပ်ခဲ့ကြပါတယ်1930ခုနှစ်ဒီဇင်ဘာ22ရက်နေ့မှာခိတဘယင်ခံတာဝန်ထမ်းဆောင်နေတဲ့ဂျေအီမောင်ကြီးဟာတာယာဝတီမှာကျင်းပါတဲ့စွန်းနေပြင်ပွဲမှာလေသမားတွေရဲ့အကွန်ကိစ္စနဲ့ပတ်သက်ပြီးမြေတိုးမြအရေးယူဆောင်ရွက်ပေးနိုင်မှာမဟုတ်တဲ့အကြောင်းကြေညာခဲ့ပါတယ်အဲ့ဒီနှစ်ဒီဇင်ဘာ22ရက်နေ့မှာပဲဆရာဆန်ရဲ့တောင်တူလေသမားတပ်သားတွေဟာတာယာဝတီခရိုင် ခြေတိုက်ရွာဖားရွှေကျော်ရွာတို့ကနေစတင်ပြီးတော်လှန်ခဲ့ကြပါတယ်။အေးရောင်ပုံစပြီးကိုယ့်ရဲ့အကြံမှာပဲဆရာဆန်ရဲ့ဌာနချုပ်ကိုအင်္ဂလိပ်လိုဖြိုဖျက်နိုင်ခဲ့ကြပါတယ်။ဆရာဆန်အေးရောင်ပုံဟာဖြာပုံဟင်္ဒရာအင်းစိန်စတဲ့ဒေတာတွေထိပြန့်နှံ့သွားခဲ့ပါတယ်။အင်္ဂလန်ကိုခွင့်နဲ့ပြန်သွားတဲ့ဘရင်ကန်ချားစ်အင်းနဲ့ဟာလဲမြန်မာနိုင်ငံကိုအ мян ပြန်လာခဲ့ပြီးမြေခွန်လျှော့ချခြင်းအမတော်ကြီးထုတ်ပေးခြင်းအသင်းကျအခွန်ကောက်ခံမှုကို ရက်ဆိုင်ပေးခြင်းစတာတွေပြုလုပ်ပေးခဲ့ရပါတယ်။အင်္ဂလိပ်အစိုးရဟာဆရာဆန်ကိုစုငွေ9000ထုတ်ပြီးတော်လန်ရဲသမားတွေကိုလည်းနှိမ်နင်းခဲ့ပါတယ်။1932ခုနှစ်မှာတော့ဆရာဆန်ကိုရှမ်းပြည်မြောက်ပိုင်းမှာဖမ်းဆီးနိုင်ခဲ့ပြီးတာယာဝတီမှာကြိုးပေးတပ်ဖြတ်ခဲ့ပါတယ်။1930မေလပိုင်းမှာတို့မှာအစည်းအရုံးကို ရန်ကုန်မြို့ဗဟန်းအရက်မှာ တခင်ဘာတောင်းတဲ့လူငယ်တစုတို့စတင်တည်ထောင်ခဲ့ပါတယ်။တို့မှာအစည်းအရုံးရဲ့အဓိကရည်ရွယ်ချက်ကတော့အင်္ဂလိပ်တွေဘက်ကပေးအပ်လာတဲ့ဘလို့အုပ်ချုပ်ရေးစနစ်ကိုမြန်လက်မခံပဲမြန်မာပြည်ကိုလွတ်လပ်ရေးရအောင် ဆောင်ရွက်ရန်အသက်တာဖြစ်ပါတယ်။တို့မှာအစည်းအရုံးဖွဲ့ထားတွေဟာနာမည်ရဲ့ရှေ့မှာတခင်ဆိုတဲ့အသုံးအနှုန်းကိုတက်ကြရပါတယ်။မြန်မာနိုင်ငံရဲ့အရှင်တခင်တွေဟာအင်္ဂလိပ်တွေမဟုတ်ပဲမြန်မာပြည်ပွားတိုင်းရင်းသားများတာဖြစ်သောကြောင့်ဖြစ်ပါတယ်။ တို့မှာအစည်းအရုံးဟာဝါစိန်ကြီး၃ရောင်ချဲအလံကိုရေးဆွဲခဲ့တဲ့အတွက်နိုင်ငံရေးလှုပ်ရှားသူတွေဟာအင်္ဂလိပ်အလံအစားအဲ့ဒီအလံကိုပဲမြန်မာနိုင်ငံတော်အလံဖြစ် သုံးဆွဲလာခဲ့ကြပါတယ်မြန်မာပြည်လူတွေကိုနိုင်ငံရေးအသိပညာပေးရန်အတွက်တို့ဘုံမှာတည်င်းစဉ်တောင်းတည်င်းစာစတီတို့ကို ထုတ်ဝေခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ပထမဆုံးမေရီနေ့အခမ်းအနားကိုလည်း1938ခုနှစ်မေလ၁ရက်နေ့မှာတို့ဘုံမှာအစည်းအရုံးကဥဆောင်ပြီးကျင်းပခဲ့ပါတယ် 1920ပထမចောင်းသားတပိတ်အပြီးမှာတက္ကသိုလ်အာဏာပိုင်တွေဟာចောင်းသားတွေကိုနိုင်ငံရေးမှာပါဝင်နိုင်ခြင်းမရှိအောင်ဆောင်ရွက်ခဲ့ကြပါတယ်တက္ကသိုလ်ចောင်းသားတမက်ကအမှုဆောင်အဖွဲ့မှာလဲအင်္ဂလိပ်အလိုတော်ရှိចောင်းသားတွေများပြားနေတဲ့အတွက်ပက္ကတာအဖွဲ့အနေနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး1934-35ပညာတင်နှစ်မှာတော့ဥရေចောင်းသားကိုနုဟာပက္ကတာရဲ့ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ် 1935ခုနှစ်မှာတက္ကသိုလ်ကျောင်းသားကိုနုနဲ့ကိုအောင်ဆန်းတို့ဟာဒုမအစည်းအရုံးကိုဝင်ရောက်လာခဲ့ကြပါတယ်။1935-36ပညာတင်နှစ်မှာကိုမှုဟာတက္ကသိုလ်ဥက္ကဋ္ဌဖြစ်လာခဲ့ပြီးတက္ကသိုလ်ရဲ့ကျောင်းဝကြီးကိုမင်းကွန်ပြောရင်းဝေဖန်ခဲ့ပါတယ်။1936ဖေဖော်ဝါရီလမှာပကတမထုတ်ဝေခဲ့တဲ့ဥဝေမဂ္ဂဇင်းမှာ တက္ကသိုလ်အာဏာပိုင်ကိုဝေဖန်တဲ့ငရဲခွေးကြီးလွတ်နေပြီဟူသောစောင်းမကြောင့်တက္ကသိုလ်ကျောင်းကြီးဟာဒေါ်လာတကြီးနဲ့ဥက္ခရကိုနုနဲ့မဂ္ဂဇင်းအယ်ဒီတာချုပ်ကိုအောင်ဆန်းတို့ကိုကြောင်းမှထုတ်ပေခဲ့ပါတယ်။ဖေဖော်ဝါရီ23ရက်မှာတက္ကရအမှုဆောင်အစည်းအဝေးကိုကျင်းပပြီးတက္ကရဥက္ခရကိုနုကိုစာနာတော်အဖြစ်တပိတ်မှောက်ရန်စီစဉ်ခဲ့ကြပါတယ်။25ရက်နေ့မှာကျောင်းသားတို့ကြီးကစတင်တပိတ်မှောက်ကြပါတယ်။တပိတ်မှောက်ကျောင်းသားတွေဟာရွှေဘုံဇေဒီတော်မှာ တပိတ်စခန်းဖွင့်ပြီးတပိတ်နောက်ကောင်စီကိုဖွဲ့စည်းပြီးပကဒရဲ့ဒုဥက္ခရဖြစ်တဲ့ကိုရရှိကတာဝန်ယူခဲ့ပါတယ်။တပိတ်နောက်ចောင်းသားတွေကိုတို့မှအစီအယုံမှတခင်များကအားပေးကူညီခဲ့ကြပါတယ်။တပိတ်နောက်ကောင်စီဟာအချက်၁၀ချက်ပါတဲ့တောင်းဆိုချက်ကိုဒိုင်အာကီအစိုးရတက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့စတဲ့အဖွဲ့စည်းတွေထံပေးပို့ခဲ့ပါတယ်။ဝန်ကြီးတွေဖြစ်ကြတဲ့ဥပဗေနဲ့ဒေါက်တာဘမော်တို့ဟာចောင်းသားတွေရဲ့တောင်းဆိုချက်တွေကို လက်ခံခဲ့ကြပြီးမဲ့ဥရေပြုကောင်စီကဂလုံးဥစောကတော့ကန့်ကွက်ခဲ့ပါတယ်1936 AB လမှာတော့အင်္ဂလိပ်အစိုးရဟာတပိတ်စုံစမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်မေလဇန်းမှာအစိုးရနဲ့ကြောင်သားများအကြားမှာညှိနှိုင်းကြတဲ့အခါပြည်လည်မှုတွေရှိလာတဲ့အတွက်မေလ10ရက်နေ့မှာ တပိတ်လှန်ခဲ့ကြပါတယ်ဒုတိယကြောင်သားတပိတ်ရဲ့အကျိုးဆက်တွေကတော့ဗမာနိုင်ငံလုံးဆိုင်ရာကြောင်သားတမတ်ကဘာကတာကိုဖွဲ့စည်းနိုင်ခြင်း ရန်ကုန်တပ်ကလေးရဲ့ကျောင်းဝကြီးဖြစ်မြန်မာလူမျိုးဖြစ်တဲ့ပါမောက်ကဥပိ္ပမောင်နှင်ကိုခန့်အပ်လိုက်ခြင်း1920ခုနှစ်က University အဥပဒေကို ပြင်ဆင်ပေးခြင်းစသည်တို့ဖြစ်ပါတယ်ခင်ဗျာတတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးမြန်မာနိုင်ငံတော်တစ်ခုလုံးကို အင်္ဂလိပ်တွေသိမ်းပိုက်ခဲ့တဲ့1885ခုနှစ်ကနေစပြီး1938ခုနှစ်အထိ နှစ်ပေါင်း53နှစ်ခန့်အကြာမှာတော့အင်္ဂလိပ်အစိုးရကိုစန့်ကျင်တဲ့အပြင်းထန်ဆုံးလှုပ်ရှားမှုကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ခရစ်နှစ်1938ခုနှစ်ဟာမြန်မာတပ်ကရအနေနဲ့1300ဖြစ်တာကြောင့်အဲ့ဒီလှုပ်ရှားမှုကြီးကို1300ပြည့်အရေးတော်ပုံဟုခေါ်ဆိုကြပါတယ်ခင်ဗျာ။1300ပြည့်အရေးတော်ပုံဟာ6ရင်းနှီးအရောက်တမတစ်ဖက်ကနေစတင်လာခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။1300ပြည့်အရေးတော်ပုံဟာ6ရင်းနှီးအရောက်တမတစ်ဖက်ကနေ စတင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအချိန်ကမြမရေနံလုပ်ငန်းကို BOC ကုမ္ပဏီကချုပ်ကင်ခဲ့ပါတယ်1938ခုနှစ်မှာမြမရေနံလုပ်ငန်းဟာစက်တမ်းပေါင်း120ကျော်ရရှိခဲ့ပါတယ်မြမရေနံအလုပ်သမား2000ကျော်ရဲ့လစာအတွက်ကိုတော့10ပန်းမှာအသုံးပြုခဲ့ပါတယ်ရေနံမြေလုပ်သားတွေဟာမြေစားအဖြစ်သာလုပ်ကင်ရခြင်းလုပ်ငန်းတွင်မှာကာကွယ်မှုမရှိခြင်းစတာတွေကြောင့် အလောဓမားတွေရဲ့ဘဝအခြေအနေဟာဆိုးရွားလျက်ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာရှင်နှကြောင်းမျိုးမှာကျင်းပါခဲ့တဲ့ဒုရမအစီအယုံညီလာခံမှာတခင်လူငယ်တွေရဲ့အသိပညာပေးမှုကြောင့်နိုင်ငံရေးအသိဉာဏ်တွေကျယ်ပြန့်လာခဲ့ရပါတယ်။ခြားမျိုးမှာရှိတဲ့ BOC ကုမ္ပဏီဟာလည်းအလောဓမားတွေကိုတစတစပုံမှန်ဖိနှိပ်လာခဲ့တဲ့အတွက်မကမ္ဘာမြေနိုင်ဖြစ်လာကြတဲ့အလုံတမားတွေဟာ1938ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာစတင် တပိတ်မောက်ခဲ့ကြပါတယ် ခြားမြို့ BOC ကုမ္ပဏီကနေစတင်ခဲ့တဲ့အလုပ်တမားတစ်ပိတ်ဟာအခြားကုမ္ပဏီများအခြားရင်းနှံမြေများမှာအလုပ်တမားများပါဝင်ရောက်ပါဝင်လာခဲ့ကြပါတယ်။ဇန်နဝါရီလ9ရက်နေ့မှာအလုပ်တမားတို့အစည်းအဝေးကျင်းပပြီး အချက်၅ချက်ပါတောင်းဆိုချက်ကိုတင်ပြရန်ဆုံးဖြတ်ခဲ့ပြီး၁၀ရက်နေ့မှာ BOC ကုမ္ပဏီတန်တင်သွင်းခဲ့ပါတယ်။ကုမ္ပဏီကအကြောင်းမပြန်တဲ့အတွက်နောက်ထပ်တောင်းဆိုချက်အချက်၈ချက်ကိုပါထည့်သွင်းပြီးတောင်းဆိုခဲ့ပါတယ်။ကုမ္ပဏီဘက်က အချက်အနည်းငယ်ကိုဒါလိုက်ရောခဲ့တဲ့အတွက်တပိတ်ဟာဆက်လက်ဖြစ်ပွားခဲ့ပါတယ်။နိုဝင်ဘာ29ရက်နေ့မှာတော့ရေမောင်မြေအလုံတမားတွေဟာမိမိတို့တောင်းဆိုချက်များကိုအစိုးရထံတိုက်ရိုက်တင်ပြရန်အတွက်ရန်ကုန်မြို့ထိခြေတက်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။နိုဝင်ဘာ30ရက်နေ့မှာရေမန်အလုံတမား140ကန့်ဟာ6မြို့ကနေစတင်ထွက်ခွာ လာခဲ့ပါတယ်။ရေမန်တပိတ်ဘွဲ့ဟာမကွေးမြို့ကိုရောက်တဲ့အခါမှာတော့တခင်ဖိုးလာကြီးနဲ့တပိတ်ခေါင်းဆောင်များ ဘေးငယ်ကြောင်းဆရာတော်များကိုပလိတ်ကဖမ်းဆီးသွားခဲ့ပါတယ်။အင်္ဂလိပ်စစ်ပလိတ်အဖွဲ့ဟာပုံမှ144အမြင့်ကိုလည်းထုတ်ပြန်ကြေညာခဲ့ပါတယ်။တို့မှာအစည်းအရုံးမှာတခင်ဆိုးတခင်ဖေတန်းတခင်ထိန်ဝင်းယင်းကြောင်းမှာရောက်ရှိနေတဲ့ဘဂတာနဲ့တက္ကရာဥက္ခရာကိုပါဟိန်ဘဂတာအတွင်ရေမူကိုပါဆွေတို့လည်းမကွေးမြို့ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီ၅ဦးဟာပုံမှန်144ကိုဖီဆန်ပြီးတရားဟောခဲ့ကြပါတယ်။ ကိုဖိုင်းကမြင့်ခွာတစ်ချက်ပေါက်ရင်မီယုံတောက်စီရမယ်ရဲဘော်တို့တက်ပြီကဘာကတိအောင်ပြကြစတဲ့ဖြင့်ဟောပြောခဲ့ပြီးအဲ့ဒီ၅ဦးလုံးကိုလည်းဖမ်းဆီးသွားခဲ့ပါတယ်တို့မှာအစည်းယုံဟာရှင်နန်တပိတ်စစ်ကြောင်းကိုဥဆောင်ရွက်ဖို့အတွက်နောက်ထပ်လည်းကိုစလဲတွေကိုဆေလွတ်ခဲ့ပါတယ်1936ခုနှစ်ဇန်နဝါရီလ8ရက်မှာတော့ရှင်နန်တပိတ်စစ်ကြောင်းကြီးဟာရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအချိန်မှာ ဥပဒေမျိုးလွတ်တော်ဟာလဲစင်ရလယ်သမားတွေကိုတတ်တာစီမဲ့လယ်ယာဥပဒေချမ်းတွေကိုအတည်ပြုခြင်းမရှိဘဲရွှေ့ဆိုင်ထားတဲ့အတွက်စင်ရလယ်သမားတွေဟာလဲအဲ့ဒီဥပဒေကိုအတည်ပြုပေးဖို့အတွက်ပြင်းပြင်းထန်ထန်တောင်းဆိုလာခဲ့ပါတယ်။လယ်သမား2000ဟာလဲအစိုးရထံတိုက်ရိုက်တောင်းဆိုရန်အတွက်ဒီဇင်ဘာ14ရက်နေ့မှာဝေါ်မြို့ကနေခြေတက်လာခဲ့ကြပြီးဒီဇင်ဘာ19ရက်မှာရန်ကုန်ကိုရောက်ရှိလာခဲ့ကြပါတယ်။ 1938ခုနှစ်ဇူလိုင်လအတွင်းမှာဥရွှေပြည်ရေးတဲ့မော်လဝီနှင့်ယောဂီစာအုပ်ကိုထောက်ဝေခွင့်ပြုခဲ့တဲ့အတွက်ကလားဘမအထေကယုံလည်းထက်မှန်ဖြစ်ပွားခဲ့ရပါတယ်ခင်ဗျာအဲ့ဒီအထေကယုံကိုလည်းဒေါက်တာဘမော်နဲ့ညွှန်မောင်းဆိုးရဟာဘယ်လိုမှဖြည့်ရှင်းနိုင်ခြင်းမရှိခဲ့တဲ့အတွက်ကျောင်းသားဒူကြီးဟာအဆိုးရဘမာမကြေမနက်ဖြစ်ခဲ့ကြရပါတယ်ဒီဇင်ဘာ17ရက်နေ့မှာတော့ဒုဗမာအစည်းအရုံးကိုယ်စားလှယ်တွေနဲ့အတူကျောင်းသားခေါင်းဆောင်တွေကိုပါ ဖမ်းဆီးခံရတဲ့အကြောင်းတက္ကတာမှသိရှိသွားပြီးနောက်နေ့မှာပဲအစီအဝေးကျင်းပကဖမ်းဆီးခံចောင်းသားများကိုပြန်လွတ်ပေးရန်နဲ့ပုံမှန်144ကိုရုတ်တင်းပေးရန်တောင်းဆိုဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီဇင်ဘာ15ရက်နေ့မှာတက္ကတာနဲ့ဘက္ကတာပူးပေါင်းပြီးအာနာဖီဆန်ပွဲတွေကိုပြုလုပ်လာခဲ့ပါတယ်။ဒီဇင်ဘာ20ရက်နေ့မှာအတွင်းဝင်များရုံးကိုဝိုင်းဝန်းပြီးဆန္ဒပြကြတဲ့အခါမှာတော့ပလိတ်တပ်သားတွေကမြင်းနဲ့တိုက် ဒုံးနဲ့ရိုက်ခဲ့တဲ့အတွက်ယူရက်တန်ကျောင်းသားကိုအောင်ကျော်ကြာဆုံးခဲ့ရပါတယ်။မင်္ဂလိမြို့မှာလည်းတပိမောက်ကျောင်းသားများဒို့မှာအစည်းအရုံးဝင်များရဟန်းမျိုးအဖွဲ့တို့ဟာလည်းပုံမှန်144ကိုဖိစံရန်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။1939ခုဖေဖော်ဝါရီလ10ရက်နေ့မှာတော့မင်္ဂလိတပိအဖွဲ့ကိုရိုင်းဖယ်တနတ်သက်ရဲ့ပြစ်ခတ်နှိမ်နင်းမှုကြောင့်ရဟန်းတော်9ပါးကျောင်းသား3ယောက်နဲ့အရက်သား9ဦးကြာဆုံးခဲ့ရပါတယ် ရန်ကုန်တက္ကသိုလ်အဖွဲ့ဟာ1938ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာကျောင်းသားတပည့်တောင်းဆိုချက်3ရက်ကိုထုတ်ပြန်ခဲ့ပါတယ်။ထို့တော့လည်းအစိုးရကလိုက်လျောမှုမရှိတဲ့အတွက်1939ခုဖေဖော်ဝါရီလ9ရက်နေ့မှာကျောင်းသားတထောင်ကျော်တို့ဟာအစာငတ်ခံဆန္ဒပြကြပါတယ်။ဖေဖော်ဝါရီလ16ရက်နေ့မှာလွှတ်တော်အမတ်အချုပ်ဟာဒေါက်တာဘောင်းမော်ရဲ့ညွန်မောင်းအစိုးရကိုအယုံကြည်မရှိတဲ့အကြောင်း အဆိုတင်တွင်တဲ့အခါ၎င်းအဆိုကိုထောက်ခံမဲ80ကန့်ကွက်မဲ38မဲနဲ့ဒေါက်တာဘမော်အဆိုရဟာလုံးဝပြုတ်ကျသွားခဲ့ပါတယ်။ဒေါက်တာဘမော်အဆိုရပြုတ်ကျပြီးဥပုအဆိုရအသက်တက်လာခဲ့ပါတယ်။ဖေဖော်ဝါရီ20ရက်နေ့မှာဥပုအဆိုရအဖွဲ့မြို့မီမြို့ဖကိုယ်စားလှယ်များကျောင်းသားခေါင်းဆောင်များပါဝင်တဲ့တုံးဝင်ဆိုင်စီဝေးဘဲမှာသဘောတူညီမှုတွေရရှိခဲ့တဲ့အတွက်ကျောင်းသားများကတပိတ်လှန်ကြောင်းကြေညာခဲ့တယ်လို့ 1300ပြည့်အရေးတော်ပုံဟာလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ1300ပြည့်အရေးတော်ပုံကြီးမှာဒုရမအစည်းအရုံးဟာအာသံခွန်ဆိုင်ပါဝင်ခဲ့ပြီမြေနောက်ပိုင်းမှာတော့တခင်ကိုရမိုင်းဥဆောင်တော်ဒုရမအစည်းအရုံးနဲ့တခင်ထွန်းအောင်နဲ့တခင်ဗားစိန်တို့ဥဆောင်တော်ဒုရမအစည်းအရုံးဟုနှစ်ဖွဲ့ကွဲခဲ့ရပါတယ်ဒါပေမဲ့လည်းလွတ်လပ်ရေးရရန်ဟုတော်ဘုံကြီးမှန်းချက်တူညီနေတဲ့အတွက်နိုင်ငံရေးကိုလက်သွဲပြီးဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါတယ်ခင်ဗျာ 1936ခုနှစ်စက်တင်ဘာလမှာတော့ဒုမမာအစည်းအရုံးဟာ အထူးအစည်းအဝေးတစ်ရက်ကိုကျင်းပခဲ့ပြီးဂိုင်းကနပါတီမရွေးပဲလက်လက်ရေးကိုလိုလားတဲ့လူတိုင်းပါဝင်နိုင်တဲ့အဖွဲ့အဖွဲ့ကိုဖွဲ့စည်းကြရန်ဆုံးဖြတ်ကြပါတယ်။အော်တိုဘာလတစ်ရက်နေ့မှာတော့ဒုမမာအစည်းအရုံးဒေါက်တာဘမော်ရဲ့စင်ရတာအဖွဲ့ငါးဝန်ဆိုင်အဖွဲ့တို့နဲ့ပူးပေါင်းပြီးဗမာထွက်ရက်ဂိုင်းကိုဖွဲ့စည်းခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကာလမှာတခင်အောင်ဆန်းဟာ ဂျပန်ဘုံမူကြီးဆူဇူကီနဲ့တွေ့ဆုံခဲ့ပြီးအင်္ဂလိပ်တွေကို တိုက်ထုတ်ရန်သဘောတူခဲ့ကြပါတယ်။ဒါကြောင့်တခင်အောင်ဆန်းဟာလူငယ်30ကျော်တို့ကိုစစ်ပညာသင်ကြားရန်ဆေလွတ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဗမာလွတ်လပ်ရေးတပ်မတော်ကိုဖွဲ့စည်းခဲ့ပြီးဂျပန်တပ်များနဲ့အတူမြန်မာနိုင်ငံကိုချိန်တက်လာခဲ့ကြပါတယ်။1942ခုနှစ်မှာတော့အင်္ဂလိပ်လက်အောက်မှာသူကြုံဘဝရောက်ခဲ့ရတဲ့မြန်မာလူမျိုးတွေဟာဂျပန်တွေအားကိုးနဲ့ပြည်ထရှာအင်္ဂလိပ်တွေကို အနိုင်တိုက်ခိုက်နှိမ်နှင်းခဲ့ပြီးအင်္ဂလိပ်တွေကလည်းမြန်မာပြည်အတွင်းမှာဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်ခင်ဗျာဒုတိယကမ္ဘာစစ်ကာလအတွင်း1942ခုနှစ်မတ်လမှာဂျပန်တွေဟာမြန်မာနိုင်ငံကိုဝင်ရောက်သိမ်းပိုက်ခဲ့ပြီး1943ခုနှစ်ဩဂုတ်လ1ရက်နေ့မှာပဲမြန်မာနိုင်ငံကိုလွတ်လပ်ရေးကြေညာပေးခဲ့ပါတယ်ဒါပေမဲ့လည်းဂျပန်တွေပေးခဲ့တဲ့လွတ်လပ်ရေးဟာအတုအယောင်သာဖြစ်ပြီးမြန်မာနိုင်ငံဟာ ဂျပန်အင်ပါယာရဲ့ရုပ်တည်တိုင်းပြည်တာဖြစ်ခဲ့ရပါတယ်မြန်မာလူမျိုးတွေဟာလည်းအင်္ဂလိပ်ကိုလိုနီဘဝကနေဂျပန် ကိုလိုနီဘဝကိုရောက်ကာမိနှစ်ခါနာဖြစ်ခဲ့ရတဲ့အကြောင်းတွေကိုဂျပန်ကိုလိုနီကိဆိုတဲ့ပို့လေးနဲ့တင်ဆက်ပေးအောင်မှာဖြစ်လို့စောင့်မျှော်နားဆင် ပေးကြပါအောင်ခင်ဗျာတမိုင်းချစ်သူပရိသတ်များအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအဆုံးနဲ့နားဆင်ပေးခဲ့တဲ့ တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ